တန်အမျိုးသားလူမျိုးရေးတပ်မတော်တရားနယ်နေထိုင်းချုပ်နယ်မြေတွေကကလေးတွေကိုပညာသင်ကြားပေးနိုင်မှုအတွက်တန်အရက်ဖက်အဖွဲ့အစည်းတွေဖုံးတော်ကြီးတွေနဲ့တရားနယ်နေတို့ပူးပေါင်းပြီးတန်အပညာရေးကောင်စီ TLEC ကိုဖွဲ့စည်းထားပါတယ်2020နှစ်2023ပညာသင်နှစ်ကစလို့ TLEC ကအခြေခံပညာကျောင်းပေါင်း300ကျော်ဖွင့်လှစ်ပြီးတန်အဒေသကကလေးတွေကိုပညာသင်ကြားပေးခဲ့ပါတယ်2024-25ပညာသင်နှစ်မှာတော့အခြေခံပညာကျောင်းပေါင်း600ကျော်အထိဖွင့်လှစ်နိုင်ခဲ့ပြီးဆရာဆရာမ3500ကျော်က ကျောင်းသားကျောင်းသူ6000ခွဲကျော်ကိုပညာသင်ကြားပေးနိုင်ခဲ့တယ်လို့ TLEC ကပြောပါတယ်။လာမယ့်နှစ်မှာတော့ကျောင်းတွေထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့တရားနယ်လေးပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောပါတယ်။ဒီနှစ်ကထပ်တိုးမဲ့မြို့နယ်ဆိုတွေ့ကျွန်မတို့တည်တင်းကနှစ်ခုစီစဉ်ရေးအပိုင်းနှစ်မှာတင်ပိုင်နိုင်ခဲ့တဲ့ဒီမြို့၅မြို့ကိုကျွန်မတို့တိုးချဲ့ပြီးတော့မှဖွင့်လှစ်သွားမှာဖြစ်တယ်။တရားနယ်လေးထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်မန်တုံနမ်မတူနမ်ခမ်းကုတ်ခိုင်တီဘောကြောင်မဲနောင်ချို မိုးကုံနဲ့မိုးမိတ်မြို့နယ်တွေမှာလည်းလာမယ့်ပညာသင်နှစ်အတွင်းခြေကပညာစာသင်ကျောင်းပေါင်း900ကျော်ဖွင့်လှစ်နိုင်ဖို့စီစဉ်နေတာပါကျောင်းတွေတို့ချက်ဖွင့်လှစ်နိုင်ဖို့အတွက်ဆရာဆရာမ1500ခေါ်ယူသွားမယ်လို့ဖေဖော်ဝါရီလ21ရက်နေ့ကကြေညာထားပါတယ်ဆရာဆရာမ1000ကိုအရက်သားတွေကခေါ်ယူမှာဖြစ်ပြီးကျန်တဲ့900ကိုတော့တနင်္ဂနွေလုံးမှာရှိတဲ့အကြမ်းမဖက်အာဏာဖိဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ဆရာဆရာမတွေကိုခေါ်ယူမယ်လို့ဆိုပါတယ်အတန်းဒေတာပညာရေးစတင်ဆောင်ရွက်ကလေးက စီရီယန်ဆရာဆရာမတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့စတင်ခဲ့တာဖြစ်ပြီးတန်အန်ဒေတာမှာဖွင့်လှစ်ထားတဲ့အကြောင်းတွေမှာစီရီယန်ဆရာဆရာမတထောင်ကျော်ရှိတယ်လို့အဲ့ဒီတာမှာကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့စီရီယန်ဆရာဦးသက်ပိုင်ထွန်းကပြောပါတယ်တန်အန်ဒေတာပညာရေးအတွက်စီရီယန်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုအများကြီးလိုအပ်နေတယ်လို့စီရီယန်ဆရာဦးသက်ပိုင်ထွန်းကပြောပါတယ်အဲဒီတိုင်းဒါဒေတာတစ်ခုဖြစ်တဲ့တန်ပြည်နယ်အတွင်းမှာအဲစီရီယန်တွေရဲ့ပူပေါင်းဆောင်ရွက်မှုကအများကြီး လိုအပ်နေပါတယ်အဲဒါမှလည်းမိသားစုဆံပြီးတော့လွန်မြောက်ဒေတာတစ်ခုမှာအဆောင်ရွက်ခွင့်ရှာတဲ့အခွင့်အရေးဟာအဲကျွန်တော်တို့ပညာရေးနဲ့ရှင်သန်ခြင်းနဲ့ SDN တွေအတွက်တော့တကယ်ဟိုအခွင့်ကောင်းအခါကောင်းဖြစ်ပါတယ်ဗျတန်ဒေတာမှာကျောင်းတွေဖွင့်လင့်သင်ကြားပေးနေပေမဲ့သူတို့အတွက်စိန်ခေါ်မှုတွေရှိနေပါတယ်လီကျောင်းအန်ဒီရဲ့အရင်မြင့်ကန့်သက်တွေကစိန်ခေါ်မှုလို့ TLEC ပြောရေးဆိုခွင့်ရှိသူမိုင်းတင်အောင်ကပြောပါတယ် လက်ရှိကာလမှာတော့စတင်ကုန်မှုအမျိုးမျိုးရှိပါတယ်ကျွန်တော်တို့မှလည်းအရင်မြစ်တွေပေါ့နော်အရင်မြစ်အကန့်အသတ်တွေလူသားအရင်မြစ်တွေဘကြက်အကန့်အသတ်လေးတွေကျွန်တော်တို့မှလည်းရှိနေတော့ဆိုတော့အဲ့ဒါစတင်ကုန်မှုရှိပါတယ်နောက်ပြီးတော့ခုနကကျွန်တော်တို့မှအမြဲတမ်းဒီចောင်းသူចောင်းသားတွေတွေ့ရောဆရာဆရာမတွေတွေ့ရောကျွန်တော်တို့ကဒီအချိန်မရွေးဟာလေးချောင်းရန်အတွက်ကတော့ကျွန်တော်တို့ဘေးကင်းလုံခြုံဖို့အတွက်လည်းအဲ့ဒီအတွက်ဆိုဆောင်ရွက်ရလဲစတင်ကုန်မှုရှိပါတယ်ပေါ့နော်လေးချောင်းတိုက်ခိုက်မှုဟာကြီးမားတဲ့စတင်ကုန်မှုဖြစ်နေပေမဲ့ကလေးငယ်တိုင်းပညာရေးလက်လက်မိနိုင်ဖို့ ਨੇ ညာသင်ကြားကိုရနိုင်ဖို့ဆိုတဲ့ဥတီချက်ကြောင့်ကလင်းငယ်တွေမထိခိုက်အောင်နဲ့ထိခိုက်မှုနည်းအောင်မြေပြင်မှာဆောင်ရွက်နေတဲ့ဆရာဆရာမတွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်နေတယ်လို့လည်းမိုင်းတီအောင်ကပြောပါတယ်တိုက်ပိုက်ကာလဖြစ်တာကြောင့်ကလေးအလုံးကြောင်းမတတ်နိုင်သေးဘူးလို့လည်းတရားလန်လေးပြောရေးဆိုခွင့်ရှိသူလူကြီးဦးကပြောပါတယ်အလက်ရှိကတော့ကျမတို့ဖွင့်ထားတဲ့ကြောင်းမှာဆိုကလေးတွေအဲတချို့ကလည်းတက်နေကြလေတချို့ကလည်းဒီတိုက်ပွဲကာလအလျောက်လုံးချုံရေးအခြေအနေကြောင့်ပေါ့နော်အကြောင်းနာတဲ့ကလေးတွေလည်းရှိပါတယ် လာမယ့်နှစ်ကတော့ကျမတို့ကအကြောင်းတွေတူချက်ဖို့စီစဉ်ထားပေမဲ့လည်းအားလုံးကတော့ဒီလုံခြုံရေးနဲ့ဒီဒေတာခံရတည်ငင်ရေးပေါ်မူတည်ပြီးတော့မှကလေးရဲ့ကြောင်းတက်နှုံးကတော့ဒီလိုပဲကျမတို့ခမန့်နိုင်လာဖြစ်ပါတယ် TLEC ကဖွင့်လှစ်ထားတဲ့အခြေခံပညာနဲ့အစိမ့်မြက်ကြောင်းတွေရွတ်အမျိုးသားညီညွတ်ရေးဆိုရ NUG ပညာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်မှုရှိပေမဲ့စီမံခန့်ခွဲမှုအပိုင်းကိုတော့ TLEC ကဆောင်ရွက်နေတယ်လို့ဆိုပါတယ်အခြေခံပညာပြီးဆုံးသွားရင်အစိမ့်မြက်ပညာရေးအတွက် တခြားတိုင်းရင်းသားဒေသကအစိမ့်မြင့်ပညာကျောင်းတွေနဲ့လည်းထိဆက်ထားတယ်လို့ပြောပါတယ်။ကလင်းငယ်တိုင်းပညာသင်ကြားခွင့်ရအောင်ဆောင်ရွက်နေပေမဲ့အဟန့်တားတွေရှိနေတယ်လို့ TLEC ပြောရေးဆိုခွင့်ရှိသူမိုင်းတအောင်ကပြောပါတယ်။ကျွန်တော်တို့ TLEC အနေနဲ့ကတော့ဒါကတော့ကလင်းငယ်တိုင်းဒါပညာသင်ကြားခွင့်လက်လန်းမိနိုင်ဖို့ကတော့စူးစမ်းဆောင်ရွက်နေတဲ့အနေအထားတွေရှိပါတယ်။သို့တော်ညာလည်းလက်ရှိမြေပြင်အနေအထားအာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေပြပြပေါ်ပါမအောင်မြင်နိုင်တဲ့အနေအထားတွေရှိပါတယ်။ အခုတောင်မှကျွန်တော်တို့ကကလေးငယ်တိုင်းပညာသင်ကြားနိုင်ဖို့ဆိုတာကခုနကလူသားအချင်းချင်းသင်ကြားပေးနေတဲ့ဆရာဆရာမတွေအကန့်သက်ရှိတယ်လုံလောက်မှုတွေမပြည့်နိုင်သေးဘူးပြီးတော့နောက်တစ်ခုကျွန်တော်တို့ကခုနလိုစင်ခေါ်မှုတွေပေါ့ဒီကြောင်းရန်ဒါတိုက်ခိုက်မှုတွေအတွေ့ကလည်းကျွန်တော်တို့ရဲ့ဒီကလေးငယ်တွေဟိုပညာသင်ကြားနိုင်ဖို့လက်လန်းမီဖို့အတွက်အဟန္တရာဖြစ်တယ်တန်းဒေတာနီးသူတခြားတန်းဒေတာနတ်ကန်အဖွဲ့ထင်းချုပ်နယ်မြေတွေမှာလည်းစာသင်ကျောင်းတွေကိုပြည့်စင်တိုးချဲ့ဖွင့်လှစ်နေပါတယ် ်ကချင်လွန်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ2024-25ပညာသင်နှစ်အတွင်းစာသင်ကျောင်းပေါင်း900နီးပါးဖွင့်လှစ်ခဲ့ပါတယ်။အလားတူကြားပြည်နယ်မှာလည်း KNI ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC က2024-25ပညာသင်နှစ်အတွင်းစာသင်ကျောင်း450ကျော်ဖွင့်လှစ်ခဲ့ပါတယ်ခင်ဗျာ။